အဲဒီနေ့ဒီဗီဒီယိုကတော့စားသောက်ဆိုင်မှာလုပ်နေတဲ့အင်္ဂလိပ်ဘာသာထိုင်းဘာသာနှမျိုးနဲ့ပြောနေတဲ့ညီလေးညီမလေးတွေရှိရဆိုလို့ရှိရင်အရင်အကျုံဝင်မလို့ထင်တယ်ပေါ့နော်အရင်အကျိုးရှိမလို့ထင်တယ်ဆိုတော့အဓိကကျွန်တော်ဒီနေ့မျှဝေတော်မယ့်စကားလုံးက maybe ဆိုတဲ့စကားလုံး M A Y M A B E B ပေါ့နော် maybe ဆိုတဲ့စကားလုံးဆိုတော့ maybe ဆို maybe ဆိုတဲ့စကားကိုမြန်မာလို့ဆိုလို့ရှိရင်ပုံစံနှမျိုးနဲ့ဘာသာပြန်ပြီးအသုံးချတယ်နံပါတ်1ဘာနာမှာအသုံးချလို့ဆိုလို့ရှိရင် maybe ကိုအသုံးချတာစုတုံးပေးတဲ့နေရာမှာအသုံးချတယ်စုတုံးပေးတဲ့နေရာမှာအသုံးချတယ်ဆိုတော့နောက်တစ်ခါက အဲဖြစ်နိုင်ချေချီချောင်းကိုပြောတဲ့နေရာမှာအသုံးချရတယ်။ဖြစ်နိုင်ချေချီချောင်းကိုပြောတဲ့နေရာမှာအသုံးချရတာပေါ့နော်။ maybe ဆိုတဲ့စကားလုံး။ဆိုတော့အဲ့ဒါကိုမြန်မာလိုအဲ့လိုနှမျိုးအသုံးချရတာကိုတခါထိုင်းလိုပြန်ပြီးတော့သုံးပြမယ်ဆိုပြီးလို့ပါနော်။ Okay ဆိုတော့ save ကြည့်လိုက်ကြအောင်။အာနံပါတ်1စူတောင်းပေးတဲ့ပုံစံနဲ့သုံးလို့သုံးလို့ဆိုလို့ရှိရင်အာ maybe ကိုထိုင်းလိုသုံးတဲ့အခါမှာขอให้ขอให้ต้องเป้เลยป่ะเนาะสุดต้องเป้เลยสุดแล้วปุ๊บเนี่ยตรงเนี่ยขอให้เนี่ยตรงเลยส่วนนัมเบอร์2มาจ้ะเราบาเนี่ยตรงเลยสมมุติว่าพี่เนี่ยเฉยตรงมาဖြစ်တဲ့အတွက်หน้าจ้ะ နာကြဖြစ်နေစီရှိရဆိုတော့စကားနဲ့သုံးတယ်ဗောနော်ဒါကရိယာမပါသေးဘူးဝါဟာရမပါသေးဘူးဗောနော်ဆိုတော့ခေါ်ဟန်နံပါတ်1နံပါတ်2ကနာကြဆိုပြီးတော့သုံးတယ်အဲမေးပြီးတော့သုံးတာဗောနော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကရိယာစကားနဲ့သုံးကြည့်ကြနံပါတ်1ချုပ်တီကံကောင်းတယ်ချုပ်တီဆိုကံကောင်းတယ်တေပရာအဲ့ဒါကိုသုံးတဲ့အခါမှာအာခေါ်ဟန်ချုပ်တီနာခပ်ခေါ်ဟန်ချုပ်တီနာခပ်ကံကောင်းပါစေခင်ဗျာကံကောင်းပါစေခင်ဗျာဆိုပြီးတော့သုံးတယ်ဆိုတော့နာကြနဲ့သုံးမယ်ဆိုလို့ရှိရင် น่าจะโชคดีนะครับน่าจะโชคดีนะครับ การกองเราบ่าเลยอย่าลืมตรงนี้นะการกองเราบ่าเลยน่าจะโชคดีนะครับ ตรงบ่าเลยสำนักตุลงบาชิลสโรชิปลอดภัยปลอดภัยสหรับเบเกนลงชงเดลเดบยาวนะเบเกนเนี่ยเดบยาวปลอดภัยสหรับขอให้ปลอดภัยนะครับ ขอให้ปลอดภัยนะครับสือตรงแม้ขยีิตกูตัวขาดมีแดนสุดดองไปเดี๋ยวขอให้ปลอดภัยนะครับเบเกนบาดเจ็บขนาดสวีดอ အန်ဒီကိမာဇေကညာဆိုတော့ဖီတခုတော့ခါနေတဲ့ဆူတုံးပေးတဲ့ဇကာတွေမှာတုံးတယ်ပေါ့နော်ဆိုတော့နောက်တစ်ခါအဲနာတနဲ့တုံးနာချပလော့ဖိုင်နာခပ်နာချပလော့ဖိုင်နာခပ်ဆိုဘာပြောလဲဆိုလို့ရှိရင်ဘေကင်းလောက်တယ်ဆိုပြီးပြောတယ်ဆိုပါဆိုအက်စတန်တခုခုဖြစ်သွားတယ်ကတဲမှုလို့တော့ဖြစ်သွားတယ်ဒါပေမဲ့လူတို့ဘာမှမဖြစ်တော့ပါဘူးလူတို့ဘေကင်းလောက်တယ်ပေါ့နော်ကားတော့ပြတ်သွားတယ်အဲ့လိုခါမှတုံးတယ်နာချပလော့ဖိုင်နာခပ်ဘာမှမဖြစ်တော့ပါဘူးဘေကင်းလောက်တယ်ဆိုပြီးပြတ်တယ်ဆိုတော့နောက်တစ်လုံး hi hi หไฮรู้สิเปียวเดาเนาะรู้สิขอให้หายเร็วๆนะครับขอให้หายเร็วๆนะครับสุดตรงนี้สำหรับเลยสุดสิเนี่ยแม่จะตาว่าสเนี่ยแม่เปียวเก่งบาสิสุดตรงนี้มาซีมเซคันเนี่นมาลุงนาเรตัวเจ๊ใจกันมาเจ้าได้สักลงเดียวเนาะขอให้หายเร็วๆนะครับเนียแม่เปียวบาเจสุดตรงนี้ส so ตะกี้เราแค่ไม่สุดนะตรงนี้สุดสิน่าจะหายเร็วๆนะครับน่าจะหายเร็วๆนะครับเนียแม่เปียวเล่าว่าเลย အကြိုက်ကြီးမဖြစ်တော့ပါဘူးဆိုတဲ့ပုံစံမျိုးနဲ့တွန်းရပါတော့။နောက်ကြာဟိုင်းလေးရောလေးကမြန်မြန်ပြောင်းလောက်ပါလေဆိုတော့အစ်စ်ပြန်ဆိုတော့ဒီဟာလေးတွေဟာကျွန်တော်တို့အဲ maybe ဆိုတဲ့အင်္ဂလိပ်စကားကိုမြန်မာလိုပြန်တဲ့အခါမှာဆူတောင်းပေးရဆိုပြီးပတ်သက်ပြန်တဲ့တစ်ချက်နောက်တစ်ချက်ကကျွန်တော်တို့ဖြစ်နေရှိချီကြောင့်ပြောတဲ့အခါမှာတွန်းတယ်ပေါ့ဆိုတော့ထိုင်းမှာလေဒီတိုင်းမှာပဲဆူတောင်းပေးတဲ့နေရာမှာတွန်းတယ်ခေါ်ဟိုင်းဆိုပြီးတွန်းတယ်စကောပြုတ်ကျင်တဲ့နောက်မှာခေါ်ဟိုင်းကိုရှေ့အာရှေ့မှာ coin ထိလိုက်တယ်ပေါ့နော်ဆိုတော့ဖြစ်နေရှိချီကြောင့်ပြောတဲ့အခါမှာကျတော့နာချာနဲ့ပြောတယ်ပေါ့ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့ ပြောချင်တဲ့စကားလုံးတွေနဲ့တွေ့ပြီးပြောကြည့်လို့ဆိုလို့ရှိရင်မိမိတို့ထိုင်းစကားပြောတဲ့ခါမှာလူလေးကိုကိုလေးနဲ့အဆင်ပြေလာလိမ့်မယ်ပေါ့နော်ဆိုတော့ကို့အနေနဲ့ထိုင်းစကားပြောရောအင်္ဂလိပ်စကားပြောလေ့လာနေလို့ဆိုလို့ပေါ်တော့မသိတယ်โอเคနောက်ထပ်ဗီဒီယိုပြန်မှတွေ့ကြမယ်နော်